အောင်မယ်ရှေ့ရမြောက်လောက်ပါလောက်လိုက်ဆမ်းပါအကျွေးရတပူပူနဲ့လာတောင်းနေပါလေဆုံးမမိဘရေဘာဖြစ်နေလဲနားမလည်ဘူးလားမောင်ရေကိုခင်မောင်ကျမတို့ငွေကနေထွက်သွားပြီးရတော့လင်းငားတယ်အဲ့ရှင်ထုတ်လိုက်သေးလားမိမတို့လင်မယားကျွန်တော်နဲ့ခဏလိုက်ခဲ့ပါဦးဖေ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 နဲ့မေမေကိုခေါင်းတော့ချပါလေရှင်ဖေဖေနဲ့မေမေသမီးကိုထားမတော့ပါလေနော်အခုလို့ဆူရတဲ့အတွက်သမီးပြောလဲပြောပါရဲဝမ်းလုံးဝမ်းနေမိပါရဲအခုချိန်သမီးသားမ ှိမလဲတော့ဒီကနေ့ပဲဖေဖေနဲ့မမေကိုကတော့လိုက်ပါရဲ့ဖေဖေနဲ့မမေကိုတပည့်အရေးချစ်ပါရဲ့အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှကျွန်တော်မိတ်ဆွေမျှောက်ပေးခြင်းနဲ့ဗီဒီယိုဖိုင်လေးကတော့အရန်ဟိုမှာကောင်းတယ်ဒါပညာပေးဇလန်းတို့ပြဇာတိပဲဖြစ်ပါတယ်ဒီပြဇာတိရာဆိုရင်ကျွန်တော်အပြင်မှာလက်တွေ့ဘဝမှာဖြစ်ပျက်နေတာအရင်တပုံဇန်တဲပေါ့နော်ကျွန်တော်လောင်းကစားတွေလှုပ်တယ်ဘောလုံးပွဲတွေလောင်းတယ်နှလုံးတွေထိုးပြီးတော့ ော့ဘဝပြတ်သွားတဲ့အကြောင်းလေးကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ပြဿက်လေးပေါ့နော်ဒါမူရင်းဗီဒီယိုပိုင်ရှင်လည်း credit ပေးပါတယ်ဒီမူရင်းပိုင်ရှင်ကတော့ကျွန်တော်ဒီကိုရဲ့ TikTok account ဝင်တင်ထားဒီလိုကျွန်တော်ကကျွန်တော်ရဲ့ကြီးစုသူတွေအားဆိုရင်ကျွန်တော်ဒါပညာပေးဇလန်းတူလေးတင်ပေးပါဆိုလို့ကျွန်တော်ကညောင်းပေးခြင်းဖြစ်ပါတယ်ဒါဆိုကျွန်တော်ဗီဒီယိုပိုင်လေးဆွေးလိုက်ပါကြီးစုပေးပါအောင်နော်ကိုခင်မောင်ရေကိုခင်မောင်ကျမတို့ငွေကနေထွက်သွားပြီးရတော့လင်းငားရဲအရှင်ထုတ်လိုက်သေးလား ။ဘယ်ဟာပတ်သက်ရှိလို့ငါထိုးရမှာတော့ဟာ။ညာဘောဝဲမောင်းကြီးရှုံးလို့တပြားမှမကြံတော့။မင်းအောင်မထိုးလိုက်ဘူး။ကျမကလည်းနှစ်ယောက်ဖို့ပဲထည့်လိုက်မိတာ။အရင်နောင်ကြည်တော့မဟုတ်ဘူး။ကျမကလည်းရှင်ထိုးမယ်ထင်လိုက်တာလေ။ချင်းကတကောကို2000မို့3000မို့ထိုးနေကြသူဆိုတော့ဇာတို့နဲ့မွေးထုံမဲ့ထင်ပြီးပေါက်လိုက်မိတာကျမအမှဩငါလည်းဒီနေ့ထွက်မယ်ဘယ်ထင်မလဲဟမင်းရမယ်ရှစ်တလုံးပိုင်ဆိုညီကိုလည်းလာမယ်ပြောတော့ငါလည်းခွန်တလုံးကြိုက်တာနဲ့ခွန်ရှစ်ဆိုပြီးထိုးလိုက်တာအာတော့မအောင်ခုတော့ပါသွားပြီ ။အော်ရှင်ရတော့လေ။ရှင်မှာပတ်စံမရှိလို့မတ်တင်မြစီတပတ်ရှင်နဲ့ထုံးလို့ရတာပဲမဟုတ်ဘူးလား။ဟာအရင်အပတ်ကအကြွေးတော်မဆက်နိုင်လေ။ငါထက်ထဲလှုပ်ခမ်းမှာပေါ့ဟာ။ဘယ်လိုကြွေးဆက်နိုင်မလဲ။ရှင်အသုံးကျတဲ့ဘောလုံးဝဲပဲလောင်းနေရလေ။လောင်းတာပဲဘရုံးမနိုင်တဲ့အသင်းပဲရှင်ဖိလောင်နေရမဟုတ်ဘူးလား။မင်းပါမင်းအသုံးမကျနဲ့ငါလာမမဲနဲ့တော့ကြီး။မဆိုင်နိုင်ငါလာမပြောနဲ့။ငါလက်ကယင်လေးရဲ့အောင်မယ်ရှင်းရများလောက်ပါလောက်လိုက်ဆမ်းပါလောက်နေတဲ့တက်အောင်သာလို့အဲ့မှာရှင်းကြောက်တဲ့ကျွေးပြီးပြီးကျန်းနေမှာ င်တော့မေငါစိတ်နေရတော့ကွာမေ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 တမီးပြောရဟာရောဘာလဲဘာလဲပြောဟိုတမီးပြောထားတဲ့စာအုပ်ဖိုးလေးနောက်ပြီးတမီးဖက်နှက်ကပါနေအမေကြက်လဲပြတ်တော့မေဟာနင်းနဲ့လည်းခတ်တယ်ဒီမှာနှလုံးကမပေါ့ရဲကြရဲအကျွေးရတပူပူနဲ့လာတောင်းနေပါလေဆုံးမမိဘကြီးဘာဖြစ်နေလဲနင်းနားမလဲဦးလားနောက်နေ့ကျနှလုံးပါဝယ်ပေးမယ်ဟုတ်ပြီလားလိုက်ကန်စို့မတူတဲ့နဲ့လေးမအောင် နင့်ဝေးမရဘူးငါအမမော်တယ်တကယ်ဘာမှမကူရငါမီနောက်နေ့မှတမီအမေမဝဲပြင်းအဘရှိရလေးနဲ့ဝဲပေးမယ်ဟုတ်ပြီလားဟွန်းခတ်တော့ခတ်တယ်အဲ့ဒါဓာတ်တွေဘဝမှာတကယ်ဖြစ်ပြနေတာเนาะကျွန်တော်အပြင်လောကမှာဒီလိုလူတွေအများကြီးပဲရှိတယ်เนาะကစုံရတွေရမယ်ဘူးရတွေရမယ်ခေုံရတွေရမယ်ပြုတ် ရှင်မောင်ရတဲ့ရမယ်။ဟဲ့အမဝဲပါအောင်အားပေးပါအောင်ကျမစီမလာတော့ကြပြီနော်။မလာမို့ပါအောင်မရဲ့ကျမဈေးကိုမဝဲဖြစ်တာအမရဲ့။ဒီလက်ကစုံလေးယူမယ်လေးမ။ဟာခင်းညင်သေးရောဘယ်စစ်ဖြစ်သွားရောအမရဲ့ဒီကစိုးရကရှိရဘူးခင်းညင်သေးရတပိတ်တော်ကိုတုံးလောက်ချရစေးလေမလေးဖျက်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 ဈေးကြီးရလဲနော်ငမလာတဲ့အခါမှာတော်တော်လေးကိုတတ်သွားပါလားအဲ့ဆိုအမရဲ့ကျမအစိတ်သားပဲထည့်ပြလိုက်တော့ကျမနှစ်ရက်စာလောက်အောင်ချက်လိုက်မယ် ။ငါကျမကိုလေးဟွာငရုတ်သီးစိမ့်လေးလေးငါတော့နည်းနည်းပိုးထည့်ပေးအောင်နော်အမ။လေးငါတော့တော့မလုံးနဲ့အမကြီးနှစ်ယောက်ဘိုးတော့ယူလိုက်နော်အစစရဲအကုန်စီးတန်နေရောင်းစားရဲကျမကိုလည်းမလွယ်ဘူးတော့။အေးမရော့ရော့။ဂဲဒီပဲကြီးကတော့လက်ဆက်နေရပဲဗျို့။ကစွန်းချင်မောင်ဖျုံဖျင်မယုံမယဲဖြစ်နေ။អော်ကနေတယ်ဗျာ။မယုံစမ်းကြီးလက်ဆက်ချက်ကကျွန်တော်တိုင်းပြီလို့ဟေး။ဟဲ့ လိုက်ကြည့်ပြီးစမနေနဲ့အဲ့ဟာအိမ်အောင်သေးကလေးနဲ့ဒုသနာတော့ဖြစ်နေမယ်ငရဲမကြောက်အပေမကြောက်နဲ့အေးလေးဟဲ့ဒီမှာစိတ်ထရကြတယ်အခုသူဖြစ်တယ်နော်နင်တတိထားမမတိလို့ပါစိတ်ထရလည်းမကြောက်မှောက်เออအရင်ကသူ့မိသားစုကအစဉ်ပြေရလောဘသောနောက်လာပြီးလင်မယားနှစ်ယောက်စလုံးလောင်းကစားရေလောက်ပတ်သက်ဒီဟိုလက်ဒီလက်ချေးပြီးအခုအကျွေးမဆက်နိုင်ဘူးလို့ကြားရလေဟုတ်လားအွန်တနာပါရဲ့ ဟဲ့ဒါလည်းဒီနေ့ဘာတလုံးကောက်လဲငါတော့ခွန်ချိုက်လို့ခွန်ပတ်လို့စိတ်ရခဲ့လေအဆွေနှလုံးထိုးချင်ပြီဈေးတရအောင်ဟေးအေးလာတော့ဘာမယ်တကယ်လို့မဟဲ့ဆောင်ပြင်မာလဲအဲ့တိုင်းပဲနော်ဘာကောင်းလဲဘာကောင်းလဲဘာအိမ်မက်မက်လဲဆိုတာနေ့တိုင်းကြားရတယ်ယိုးအရှင်တို့ဒါကိုခင်မောင်မခင်မေတို့အိမ်လားဗျကိုကေမောင်မခင်မေတို့အင်းရှိခဏထွက်ခဲ့ပါဦးခမရပါ යි လေဟုတ်ကဲ့ဟုတ်ကဲ့လာပြီလာပြီအထိတ်တယ်အော် ဟိုရက်ရက်ကွက်သူကြီးလို့ပါလားဟိုဘာဘာကိစ္စရှိလို့လဲရှင်ခမရတော့လင်မယားနေရကိုငွေလဲတောင်းစားမှုလမ်းကစားမှုငွေကြေးလိမ်လည်မှုတွေနဲ့တိုင်ချက်ဖွင့်ထားတယ်ဗျာရှင်ခမရတော့လင်မယားကျွန်တော်နဲ့ခဏလိုက်ခဲ့ပါဦးဖေ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 နဲ့မမေကိုခုံတော့ကြပါလေရှင်ဖေဖေနဲ့မမေသမီးကိုထားမတော့ပါလေနော်သမီးသမီးလေးဖေဖေကိုမကြခင်ပြန်လာခဲ့မယ်နော်

ဒီလိုသမီးရဲ့သူ့အဖေနဲ့အမေကရောင်ကစားနဲ့လောဘနာလိုက်တော့တရားဥပဒေရဲ့အပြေပေးခြင်းကိုခံရရတယ်လေကွယ်အဖိုးလည်းမြည်ဒီရဲ့ចောင်းကိစ္စအထိမလိုက်နိုင်တော့လို့စိတ်မကောင်းစွာပဲចောင်းထုတ်လိုက်ရတယ်ကွယ်ဟောဖြစ်မှာဖြစ်ရလေစိတ်မကောင်းလိုက်တာရှင်ဒါဆိုနေငါနဲ့ဓမ္မစကူတော့လိုက်တက်လို့ရတာပဲတက်မလားသငယ်ချင်း။အော်ဟုတ်တာပဲဓမ္မစကူကတပတ်မှတနေ့ကနေတမနဲ့ပဲတက်ရတာ။ကုံကြလည်းရှိတာမဟုတ်ဘူး။ ကလေးလေးဘာသာရေးအသိဓမ္မအသိတိုးပြီးပိုပြီးကြီးကြီးလိမ့်မလာတာပေါ့ရှင်တက်မလားတငယ်ချင်းအေးတက်မယ်လေဆရာဒီတင်ငန်းစာကလေးရင်းနဲ့ရောက်ပြီးမှတ်ရလွယ်အောင်ရရဲ့ချင်းနဲ့ကတ်အောင်တေချာတင်ရမှာနော်ဆရာဟုတ်တယ်ဆရာမဒီတင်ငန်းစာအရေးကြီးလို့ကျွန်တော်လည်းတေချာကြည့်ထားပါတယ်ဓမ္မစကူးဆရာရှိလားဆရာအော်ဆရာဆရာမတို့ရတယ်အတော်ပဲဟုတ်ကဲ့ပြောပါခင်ဗျဘာဖြစ်လို့လဲရှင် ဒီမာလီကျမတော် grade 3ရဲ့အကြောင်းသူတွေကလှုပ်လှုပ်လိုက်လို့ငိုပြီးအိမ်ပြန်လာလို့လာပြောတာနင်ကလည်းတစ်ခါလေးပြန်လုပ်ခဲ့ရမို့တဆိတ်ရှိငိုလာဖို့ပဲအဲပြန်လုပ်ခဲ့လို့အဲ့လိုကြီးတော့မပြောပါနဲ့အမရဲ့ကလေးချင်းချင်းရံမှုတတ်တော်မှာပေါ့ပြီးတော့ပြက်တနာတေးရကပိုကြီးလွားမှာပေါ့အမရဲ့ကလေးဒန်ရအနာတရားမဖြစ်လို့တော်သေးရပေါ့ဒန်ရအနာတရားမဖြစ်ပြင်မဲ့နာလို့မလို့ငိုပြီးနေလာမှာနေမှာပေါ့ဆရာရဲ့ဘာနဲ့လှုပ်လိုက်မှမသိတာကျမကျမတော်အထိမကြိုက်ဘူး မိဘရဲ့အလိုလိုက်လွန်းပြီးဖူးဖူးမုတ်ထားရင်လည်းကလေးရဒီလိုဖြစ်တတ်ပါတယ်။တောက်ကိုလှုပ်လိုက်တာလေ။တမီးလှုပ်လိုက်တာပါဆရာ။တမီးကဘာလှုပ်လိုက်တာလဲ။ဘာနဲ့လှုပ်လိုက်တာလဲတမီးက။တမီးကိုခဏခဏလိုက်စားနေလို့လက်နဲ့ရလိုက်တာဆရာ။လိုက်စားုံနဲ့လက်မပါရဘူးတမီးလေးရဲ့အဲ့လိုမလှုပ်ရဘူးလေ။သူ့ကိုပြောလို့မရရင်ဆရာတို့ဆရာမတို့ကိုလာပြောရတယ်လေ။မှတ်ထားနော်။တားလေးရလဲငိုပြီးအိမ်ပြန်မတန်ရဘူးလေဒီကဆရာဆရာမတွေကိုလာပြောရတယ်ဟုတ်ပြီလား ။တမိလေးရလည်းနောက်ဘယ်တော့မှလက်မပါရဘူးနော်။လက်ပါရာလဲမိပါရီကတဆစ်ရှိလက်ပါတတဲ့ဘူးမှုလို့ညီမပေါ့တာသမီးကိုလည်းဘလို့ဆုံးမထားမဲ့မှမသိရကျမကလည်းဓမ္မစကူကိုစိတ်ချယုံကြည်လို့ကလေးရင်ကြီးလိမ့်မလားမလားဆိုပြီးတော့ထထတာဟုတ်ကဲ့ပါအမတာသမီးတွေမိဘနေရခန်းစားအောင်လဲကျွန်တော်ကိုချင်းစာနားလဲပါဒါပေမဲ့ကျွန်တော်တခုလောက်တော့ရှင်းပြခြင်းပါမိဘရီမဆုံးမတဲ့လို့မိဘရီမလိမ့်မလို့တာသမီးရီဆိုရလဲရှိတယ်လို့တစ်ခါတလေမှာမိဘရီကအလိုလိုက်လုံးအကြီးသွားလို့ရှိရင်လဲကလေးတွေကဆိုးတတ်ကြပါ့ ဒီကိစ္စကကလေးချင်းပုံမှန်ဖြစ်တတ်တဲ့သဘာဝပါပဲစိုးရဲဆိုတဲ့ခေါင်းစည်းယောက်ကနေသူတို့လေးကိုအပြစ်ပြောမဆူငေါ့တင်မှာခံစားချက်မပါရဲ့တုံနေဆုံးမမျိုးနေကလေးကိုတုံနေဆုံးမတဲ့ဖို့အရေးကြီးပါတယ်ဟုတ်တော့ဟုတ်ပါတယ်ဆရာရဲ့နောက်ပြီးဓမ္မစကူးဆိုတာတလမှာ၄ရက်တပတ်မှာ၁ရက်တရက်မှာ၁မိနစ်၁မိနစ်မှာ၃နာရီလောက်ပဲတုံနေဆုံးမတင်ပြရတာပါတပတ်မှာ၆ရက်ခွဲရမိဘတွေအုတ်ထိန်တွေနဲ့အနီးဆက်ဆုံးနေရတာပါဒီတော့မိဘတွေရဲ့ပြုမှုပြောဆိုနေထိုင်ပုံတွေကတာသမီတွေအပေါ်ပုံရိပ်ထင်ရှားစေပါတယ် အဲ့တော့ကျွန်တော်တို့ကပဲအမားမိသားစုကိုပြန်ပြီးအကူအညီတောင်းရမှာပဲဗျာလက်ဦးစရာမိထိုက်စွာပုပ်ပစီရမိနေပါဆိုတဲ့အတိုင်းအမားမိသားစုပဲအလေးနဲ့ပြန်အပ်ပါတယ်မိဘရေးဆိုတာနောင်နာခဲ့အတွက်အရေးကြီးတဲ့အဓိကခေါင်းဆောင်နေပါပဲမိဘရေးနဲ့ကျွန်တော်တို့ပူးပေါင်းပါဝင်ပေးသလိုအမားမိဘရေးဘက်ကလည်းကျွန်တော်တို့ဆရာရေးနဲ့ပူးပေါင်းပြီးကလေးတွေအတွက်အကောင်းဆုံးကြိုးစားရတာပေါ့ဗျာကျမတို့ဓမ္မစကူကလည်းကလေးဓမ္မအတီတို့ပြီးရင်ကျေးလိုက်မှတင်ကြမှုမလေးအောင်အမြဲကြိုးစားနေပါတယ် ဓမ္မစကုတက်လို့ကလေးတွေရိုင်းလာမှမျိုးကတော့ဘယ်တော့မှမဖြစ်ကောင်းပါဘူး။ခုဒီတမီလေးရဲ့အုတ်ထိန်သူကိုလည်းတေချာပြောပြထားလိုက်ပါမယ်ရှင်။ဟုတ်ကဲ့ပါဆရာနဲ့ဆရာမရဲ့ကျွန်မကျေးဇူးလဲတင်ပါဆရာတို့ရှင်းပြတာကိုလည်းနားလည်ပါကျွန်မသားစုံနဲ့စိတ်ထိတ်ရှိတဲ့အတိုင်းပြောတတ်လို့ပါ။အဲ့ဆိုကျွန်မကိုခွင့်ပြုပါအောင်ရှင်။ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ကဲ့ပါရှင်။အမြတ်အစံရဲ့ဓမ္မစကူကြောင့်ဘယ်လိုဆင်းရဲမှာလဲဖဖို့တမိအချင်းမီး အဲ့လေမီလီရဲ့မိခင်ဖိုးဖိုးကတော့မလို့အေးကွဲကတော့ကတော့တာသူတာသူတာသူမမီလီကျမ်းမှချမ်းသာပါစေဘာသာတဒနာနဲ့တိုင်းပြည်လူမျိုးအတွက် အကျိုးရှိစေတဲ့တမိကောင်းချေတနာလေးဖြစ်ပါစေကွယ်ပြည့်ရဆုနဲ့ပြည့်ပါစေဖိုးဖိုးတမိဖိုးဖိုးပေါ်မှာအိတ်ချင်တယ်အဲ့ရမှာပေါ့ငါမီရဲ့တာလာမရှိတော့နော် မိဘနှစ်ယောက်လုံးကဒါထောင်ကြတယ်နော်မာမီလေးတယ်မိဘလေးနဲ့ကွဲနေတာတနစ်တောင်ပြေတော့မှာပါလားမိဘရေမပြုစုမပြိုးတော့တက်လို့ငါသမီးနဲ့တမက်အတုံးမကြလို့မာမီလေးရဲ့ပညာရေးနဲ့အနာကအထီးကရတော့မယ်အေးပေါ့လေခိုးပြတဲ့ငါကိုယ်တိုင်ကတန်သမီးတွေကိုကောင်းကောင်းမပြုစုမပြိုးတော့တက်ခဲ့တာဟင်းခေါင်းကမှမလုံခဲ့တာဟုတ်အဖို့ပြစ်တွေပါငါမီးလေးရဲ့အဖို့ပြစ်တွေပါ အတိစာရာအနုစာရာအဝစာရာလေငါမီးလေးကိုမိဘတဲ့တန်းလူရာမကပဲမိဘတဲ့မြင့်မြတ်ပြီးတမီးလေးဖြစ်အောင်ငါတို့ကြိုးစားရတော့မယ်တမီးရေတမီးအဖေရေအဖေတမီးရေတမီးရေမီးဖိုးနှောက်ပဲသွားနေပါလေပြန်လွတ်လာနော်ထောင်းပြန်လွတ်လာဟုတ်သေးပါဘူးဖေးရေ ခင်မေဟုတ်တော့မဟုတ်တော့ဟာဟာကိုခင်မမခင်မေတို့ပြန်လွတ်လာပြီလားဝမ်းသာလိုက်တာရှင်ခင်တော့ထင်နေအဲ့အကြောင်ကျမအတန်ကြားလို့လာကြည့်လိုက်တာကျမအဖေနဲ့ကျမသမီးလေးရောရမဝင်းကျွန်တော်သမီးလေးရောဘယ်သွားလဲဟင်ဒီနေ့တနေ့ဝင်နေလေဓမ္မစုသင်္ကန်းဆင်းဘွဲရှိရလေညီဖိုးနှစ်ယောက်သွားကြလေရဲ့ရှင်တို့နှစ်ယောက်မရှိရောသမီးလေးကတော်တော်စိတ်ထိခိုက်ပြီးကြောက်မတက်နိုင်ရှာဘူးလေအဖိုးဖြစ်သူလည်းကြောက်ဟိစားကြီးလိုက်လုံးမပေးနိုင်တာနဲ့ကြောက်နာလိုက်ရတာပေါ့ ကြောင်းမတ်နိုင်ပေမဲ့ဓမ္မစကူတက်တော့ကလေးအတွက်ဘာသာရေးအတီတိုးပြီးအကျိုးများရပါရှင်။ကျမသမီးလေးကဓမ္မစကူတက်နေရဲ့ဟဲ့လား။ဟုတ်တာပါရှင်။အခုဆိုရှင်တို့သမီးလေးကတော်တော်လေးလိမ်မာနေပေါ့။ဘာသာလိုက်တာရှင်။ကျွန်တော်ကြောင့်သမီးလေးကြောင်းထွက်လာရလို့စိတ်မကောင်းဖြစ်ရတယ်။ဓမ္မစကူတက်နေရကြတော့စိတ်ဖြေတာတည်းရပါဗျာ။ ဟုတ်တာပေါ့ရှင်လိမ္မာနေရဲ့ရှင်တို့သမီးလေးကိုရှင်တို့ရဲ့အချင်းတွေထမခုစီနေပေါ့ရှင်ကျမဆာနော်စိတ်မဆိုးနဲ့ဟုတ်ကဲကဲမြေဖို့နေအောင်စလုံးဝမ်းတာအောင်လို့မိတာဆန်ရဲ့ဓမ္မစကူကိုမြေမြန်သာလိုက်သွားလိုက်တော့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဓမ္မစကူတင်တဲ့ဆင်မွေးမှာပထမအဦးဆုံးအနေနဲ့ယဉ်ကျေးလိမ္မာစုရရှိသူကိုအရင်ကြီးညာမှာဖြစ်ပါရဲ့ရှင် ထမဆုံးယဉ်ကျေးလိမ်မာစုရရှိသူကတော့ Gregory မှတမီလေးမတ်တွန်းစုဆံပဲဖြစ်ပါရဲ့ရှင်။တမီလေးဂုံပြုစုယူရန်စင်မြင့်တက်တို့ကြွပေးပါရှင်။သူတမီလေးနော်တမီလေးမတ်တွန်းစုဆန်ရဲ့ရင်းနှီးအခမ်းအနားချက်လေးကိုပြောပြပါဦးနော် ်မင်္ဂလာပါရှင်အခုလိုဓမ္မစကုတခွေရတဲ့အတွက် သမီးအရင်ပြောပါရယ်ကုသိုလ်တွေလည်းရတယ်မတိတာတွေအများကြီးလည်းသိရပါတယ်အဲ့ဒီအတွက်အားရကြတဲ့ကသမီးတို့ကိုအချိန်ပြည့်တင်ကြပေးတဲ့ဖုန်ဖုန်ဖေးရနဲ့တကွဆရာဆရာမအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်သမီးကိုဟေးဥဆိုင်ဆောက်ရှောက်ပေးတဲ့သမီးဖို့ဖို့ကိုလည်းယေရှုတမန်ရှင် မောအဟာရအလူရှိနေအားလုံးကိုလည်းယေရှုတမန်ရှင် အခုလို့ဆူရတဲ့အတွက်သမီးပြောလဲပြောပါရဲဝမ်းလဲဝမ်းနေမိပါရဲအခုချိန်သမီးသားမဖဖေနဲ့မမေရှိမနေတော့ဒီကနေ့ပဲဖဖေနဲ့မမေကိုကတော့လိုက်ပါရဲဖဖေနဲ့မမေသမီးအရေးချစ်ပါရဲသမီးသမီးလေးဖဖေမမေဖဖေနဲ့မမေသမီးစီကိုပြောလိုက်ပါနော်ဝမ်းသာလိုက်တဲ့ဖဖေရဲ့ တမီဝတ်တာလိုက်တာဖီဖီဦးလည်းတမီလေးကိုအရန်ချစ်ပါရဲ့ကွဲမမေရဲ့အဖားတွေပါအိလာရဲ့လိုအပ်ချက်တွေမမေတို့သိပါပြီနောက်ခုလိုဘယ်မှဖြစ်စေရတော့နော်တမီလေးတမီလေးကိုဖီဖီဦးတဲ့အများကြီးတော်ပြီပိုထက်မြက်တဲ့သူဖြစ်အောင်တမီလေးရဲ့ဘဝတလန့်အတွက်ဖီဖီကိုအစွမ်းကုန်ကြိုးစားပါမယ်တမီလေးရဲ့ဖီဖီကိုအစွမ်းကုန်ကြိုးစားပါမယ် ကဲကျွန်တော်တို့ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျာဒီပညာပေးဇလံလေးအားဆိုရင်အင်မတန်မှကောင်းတယ်ပေါ့နော်တကယ်လည်းလက်တွေ့ဘဝမှာဒီလိုမျိုးဖြစ်နေတာဆိုရင်အပြင်မှာတော်တော်များများဖြစ်ကြတယ်ပေါ့နော်အခုဆိုရင်နှလုံးသုံးလုံးဘောလုံးဆိုတာကအားလုံးကျွန်တော်တို့မျိုးပေါ်မှာလည်းမဟုတ်ခြေလက်ဒေသတွေမှာပါတော်တော်လေးခက်စားလာတာတွေ့ရတယ်နော်အခုလိုချိန်မျိုးမှာဒီတဲ့ပြဆက်တဲ့အလိုပဲမိသားစုတွေဟာကိုယ့်ရဲ့မိသားစုအိမ်အောင်ရေးတွေကိုမေးလျော်ပြီးတော့ဒီနှလုံးသုံးလုံးမှာပဲအချိန်ကုန်တဲ့လူတွေတော်တော်များတယ်ပေါ့နော် အဲကျွန်တော်တို့ဒါကလေးဆိုရင်လည်းပြစ်ထားတယ်ဗောနော်ဒီထဲမှာဆိုရင်ကလေးလေးကပူစာတယ်ဒါကလေးအတွက်ကြတော့ဝယ်ပေးမဲ့ပတ်စံကြတော့မရှိဘူးဗောနော်ဒါနှလုံးကြတော့ထူးတယ်ဗောနော်ဒီလိုဖြစ်စင်နေရဆိုရင်ဒါလက်တွေ့ဘဝမှာတကယ်လည်းဖြစ်နေတာပဲဖြစ်ပါတယ်ဒီပညာပေးရိုက်ကူးတယ်ဒိုင်ရတာလည်းတော်တော်လေးမှတော်တယ်ဗောနော်ဇန်ညောဆရာတွေတော်တော်လေးကောင်းပါတယ်ပြုဆောင်ပြီးတဲ့ကလေးလေးအားလုံးတော်ကြပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျဒါတော့ဒါအဲကျွန်တော်ကြီးစုတူတယ်ဒါတောင်းဆိုကြတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်က ပြန်လည်ပြီးတော့မျှော်ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုအနေဒီမှာပဲဆုံးသက်လိုက်ပါတယ်။နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်။